စကေတူစကေတူကတော့အရင်ကလိုမျိုးဝေါ်ထောင်တာပဲဗျအဲ့ချိန်မှာဘာသာလို့မေးလိမ့်မယ်ဟာဝေါ်ထောင်တာချင်းကအတူတူပဲလေကွာ no brother တို့မတူဘူးကျွန်တော်တစ်ချက်ပြမိမယ်ညီနေအတိုင်းပဲကျွန်တော်တို့ပြထမအောင်ကြည့်မယ်ဆိုရင်ဒီကြောက်သားတွေကအရင်တော့ကဝေါ်ထောင်တာနဲ့လုံးဝမတူဘူးပို့ပြီး realistic ဆန်နေဆိုတော့ခံစားချက်မျိုးကိုကျွန်တော်ကတော့ရတယ်ပေါ့နော်တော်တော်လေးလေး fine နဲ့ဒါတွေမပြီးသေးဘူးခင်ဗျာသူ့ရဲ့စကေတူကနှစ်ဆင့်နှိပ်သုံးလို့ရတယ်ဝေါ်ထောင်လိုက်မယ်ပြီးကြတော့ဝေါ်ကိုကျွန်တော်ပြန်ဖြုတ်ချင်လားအေးအဲ့လေဟောညိုဆိုတော့ဝေါ်ကိုလည်းထောင်ချင်းတော့ထောင်လို့ရလို့ကျွန်တော်ပြန်သိမ်းချင်တဲ့ခါမျိုးမှာလေ တိန်လို့ရတယ်ဆိုတဲ့အဖက်ကတော်တော်လေးမိုက်တယ်လို့ပြောရမယ်ခင်ဗျာဒါရင်မပြီးသေးပါဘူးဆိုတဲ့ကြောင့်မို့ brother တို့အနေနဲ့ကျွန်တော်ဒီနားလေးမှာ enemy တကောင်ကိုချလိုက်မယ်ဗျာချလိုက်တဲ့အချိန်မှာ brother တို့အနေနဲ့ကျွန်တော် skill 2ကို enemy ကိုထိအောင်လူမျိုးလေးတုံးကြည့်မယ်ပေါ့နော်တုံးပြမယ်ဖုံးရင်းတဲ့အတိုင်းပဲကျွန်တော်တွန်းထုတ်တဲ့ effect ပါတယ်ပြီးပြီဆိုတာနဲ့ enemy ကို damage ပေးမှာပဲဖြစ်ပါတယ်ဆိုတော့မို့ဒီ effect အရာဆိုရင် enemy ကိုဖမ်းရတာပို့ပြီးတော့အဆင်ပြေလာမယ်ကျွန်တော်လောက်လောက်ကနေစမ်းကြည့်မယ်ဗျာ ဒိန်အန်မြင်းတဲ့အတိုင်းပဲအဲ့ချိန်မှာတော့ warrior တစ်ဖက်ကိုရောက်သွားတယ်ပေါ့နော်ဆိုရင် brother တို့အနေနဲ့ဒီ scale 2ကိုတည်တည်ချာချာတည်တည်ချာချာသုံးနိုင်မယ်ဆိုရင် enemy ကိုကိုယ့်ဘက်ပေါအောင်ဒိန်ဆိုပြီးတွန်းလုံးလို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ကြောင့်မလို့အာ enemy တွေအတွက်တော့လုံးဝမျက်ရည်နဲ့ဆက်လို့ပြောရမယ်ဆိုတော့ကြောင့်ကျွန်တော်တို့ scale 2ရဲ့ scale 1ရဲ့ဆိုရင်ဟိုကတွန်းလိုက်ဒီဘက်တွန်းလိုက်တယ်ဖြစ်ကုန်ပြီးတော့ခေါင်းကောင်းကြီး breakdown တွေရှိကုန်မယ်နေသားမျိုးမှာတော့ရှိတယ်ဆိုတော့ကြောင့်မလို့ scale 2ကလည်းတော်တော်လေး fine ရတယ်အတူတူပဲဆိုပေမဲ့မတူဘူး